အားလုံးပဲမင်္ဂလာပါ Story of Kaida နဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Story of Kaida အစီအစဉ်ရဲ့အစဉ်လာမပြတ်တင်ဆက်ပေးနေတဲ့ရင်ခုန်စိတ်လှရှားဖို့ကောင်းတဲ့ Story Line Game အကြောင်းကိုပြောပြပေးသွားမှာပါဒီနေ့မှာတော့ Kingdom Gun Delivery ဆိုတဲ့ Warhol Studio ကနေဖန်တီးထားပြီးတော့ Deep Saber မှာ2018ခုနှစ်မှာထုတ်ဝေခဲ့တဲ့ Action Z ရုပ် Video Game အကြောင်းပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီ Game ကို1403ခုနှစ်ဘယင်း WhatsApp Slack လက်ထက် German မြေဘယင်းများ Empire ရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ Alekhine Bohemia ဘယင်းနိုင်ငံကို နောက်ခံထားရိုက်ကူးတတာပဲဖြစ်ပါတယ်။ဒီဂိမ်းရဲ့ထူးခြားချက်ကတော့လမ်းကြောင်းများစွာခွဲထွက်နိုင်တဲ့မစ်ရှင်တွေနဲ့ဝင်လင်းကဘာပတ်ဝန်းကျင်ကိုဖော်ပြထားပြီးတော့သက်ဆိုင်ရာကာရက်တာရဲ့သမိုင်းဝင်တိကျမှန်ကန်သောအကြောင်းအရာများကိုအလေးထားဖန်တီးပုံဖော်ထားတာပါ။ကင်းနကန်ဒလီဘာရင်ကို PlayStation Xbox One တို့အတွက်2018ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာဖြန့်ရှိခဲ့ပြီးတော့ Nintendo Switch အတွက်ကိုတော့2024ခုနှစ် မလ15ရက်နေ့ကမှဖျက်ချီခဲ့တာဖြစ်ပါတယ်ဒီတော့ခင်းနန်းကန်ဒလီဘာရင်းကိုတုံညဘွားကနေသူရဲကောင်းဖြစ်လာသူဒါမှမဟုတ်ရင်ဘဘဲဆရာရဲ့သားလေးဟင်နရီရဲ့ဇလန်းအကြောင်းကိုပြောပြပေးသွားမှာမို့လို့အားလုံးပဲ let's go dreamt of leaving this place ဒီနေ့ခေတ်ဂိမ်းတွေမှာကျွန်တော်တို့ဟာငကနိုင်သူရဲကောင်းတွေနှော့ပညာရှင်ကြီးတွေ ဒါမှမဟုတ်ရင်ကဘာကြီးကိုကဲတင်မှုကကြမာကရွေးချယ်ထားတဲ့သူတွေဖြစ်ကစားရတာများပါတယ်ဒါပေမဲ့တကယ်လို့တင်ဟာဘာမှမဟုတ်တဲ့တာမန်လူတယောက်ကကြမာကတင့်ကိုရွေးချယ်တာမဟုတ်ဘဲနဲ့တင့်စီကအရာအားလုံးကိုရရက်ဆက်ဆက်လူယူသွားတဲ့အခါမှာတင်ရောဘာလုပ်မလဲဒီနေ့ကျွန်တော်တို့ပြောပြမယ့်ဇလန်းကတော့မှော်ပညာတွေနဲ့ဖျားเจ้าတွေမှမဟုတ်ပါဘူးဒါဟာ1403ခုနှစ်တမိုင်းထဲမှာတကယ်ရှိခဲ့တဲ့ဘိုဟီမီးယားတိုင်းပြည်ရဲ့ပြည်ရင်းစစ်မီးတောက်တွေကြားကဇလန်းတစ်ပုဒ်ပါဒီဇလန်းထဲမှာတော့ဂလက်စားချေခြင်းရှင်တန်ရက်တီရေးနဲ့ဘာမှမဟုတ်တဲ့တုံညာ ားဘဝနဲ့အရေးပါတဲ့တစုံတစ်ယောက်ဖြစ်လာဖို့ရုန်းကန်ရတဲ့ဗဘဲဆရာသားလေးတစ်ယောက်ရဲ့ဇလန်းကြောင့်ပဲဖြစ်ပါတယ်။ဒါကတော့ခင်နမ်ကန်ဒလီဘာရင်နဲ့ကဟင်နရီဆိုတဲ့ကောင်းလေးအကြောင်းပါ။စကားလေးရွာလေးကတော့ထုံးစံအတိုင်းလှပပြီးတော့လူစီကားနေပါတယ်။ကျွန်တော်တို့ရဲ့ဇက်ကောင်ဟင်နရီကတော့စကားလေးလို့ခေါ်တဲ့တတူတွင်ရွာလေးကဗဘဲဆရာကြီးမာတင်ရဲ့သားပါ။သူ့ဘဝကတော့တာမန်ပါပဲ။မနက်မိုးလင်းရင်အိပ်ရာထား၊ပြီးရင်သူ့ဖေခိုင်းတာလုပ်၊ပြီးရင်တော့ရွာထဲကသူ့ရဲ့တငယ်ချင်းတွေနဲ့တောက်စား၊ပြီးရင်ရံဖြစ်၊ပြီးရင်သူ့ရဲ့တငယ်ချင်းမကရီးစားမကြတဲ့သူ့ရဲ့ friend zone ဲ့ကောင်မလေးဘီရန်ကာနဲ့တွေ့ဒါပါပဲသူ့ရဲ့ဘဝကတော့အဲ့ဒီ Scarlet ဆိုတဲ့ရွာလေးကဘလို့နေရာမျိုးလဲဘလို့လူတွေနေထိုင်ကြသလဲဆိုတာကိုအသေးစိတ်ပြောပြပေးပါမယ် Scarlet ဟာတာမန်လေယာလုပ်ငန်းခွင်ရွာလေးတစ်ရွာမဟုတ်ပါဘူးသူကတော်ဝင်ငွေရင်းရွာတစ်ခုပါ ရွာမှာဆိုရင်အဓိကအသက်သွေးကြောကရွာနာကတောင်ကုန်းတွေမှာရှိတဲ့စေဘာမိုင်းတွေပါပဲဒီငွေတွင်းတွေကြောင့်စကားလစ်ဟာဘူမီမီယာတိုင်းပြည်အတွက်စီးပွားရေးအရာအလွန်အရေးပါပြီးတော့အတော်လေးကိုချမ်းသာကြွယ်ဝတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီရွာကိုဘရင်ဝက်ဆက်စလီရဲ့တစ္ဆာခံအရှင်သခင်ဆာရာဇစ် ကိုဘီလာကအုပ်ချုပ်ပါတယ် စကားလင်မှာထင်ရှားတဲ့အစိပ်ပိုင်းနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ရဲတိုက်ပါတောင်ကုန်းပေါ်မှာခန့်ညားထဲဝါရတဲ့ရဲတိုက်ကြီးရှိပြီးတော့ဒါဟာစာရာစင်းနဲ့သူ့ရဲ့စစ်တီတော်တွေနေထိုင်ပြီးတော့အခြေစိုက်တဲ့နေရာပါဒုတိယကတော့ရွာပါရဲတိုက်ရဲ့အောက်ခြေမှာတော့တာမန်ပြည်သူတွေနေထိုင်တဲ့ရွာရှိပါတယ်ဒီရွာထဲမှာအရက်ဆိုင်တွေဗဘဲပိုတွေပြီးရင်ကုန်တယ်တွေနဲ့ဈေးတန်းတွေပြီးရင်လူနေအိမ်တွေအများကြီးရှိပါတယ်စကားလင်ဟာသူ့ရဲ့စီးပွားရေးကြောင့်ပဲလူဒန်းစားပေါင်းစုံနေထိုင်တဲ့နေရာတစ်ခုဖြစ်လာခဲ့တာပါအဲဒီလူဒန်းစားတွေထဲမှာနံပါတ်1အနေနဲ့ ထုတ်သူလူလန်းစာစာရာစစ်ကတော့ရွာရဲ့အရှင်သခင်မှာတိုင်းပြည်မှာဩဇာရှိပြီးတော့ဘရင်ကိုတစ္ဆာခံတဲ့သူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။နောက်ပြီးတော့ရဲတိုင်းတဲ့ရွာကိုကာကွယ်ဖို့တာဝန်ကျနေတဲ့စာရာစစ်ရဲ့တပ်ဖွဲ့ဝင်တွေလည်းရှိပါတယ်။သူတို့ဟာရွာထဲမှာကင်းလေတာတရားဥပဒေစိုးမိုးရေးလုပ်တာတွေတာဝန်ယူရပါတယ်။နမတ်နှစ်အနေနဲ့ကတော့လက်မှုပညာရှင်များဖြစ်ပါတယ်။ဇက်လိုက်ကျော်ဟင်နရီရဲ့အဖေမာတင်ကရွာမှာအတော်ဆုံးဗပဲစရာကြီးပါ။သူဟာစာရာစစ်အတွက်အကောင်းဆုံးဓာတ်တွေကိုတွေးပေးရတဲ့တာဝန်ရှိသူပေါ့။ဒါ့အပြင်တာသက်သမားတွေတရင်နယ်သမားပြီးရင် ်ကုန်တယ်တွေလည်းရှိပါသေးတယ်။နံပါတ်3အနေနဲ့ကတော့အဓိကလုံသားတွေပဲဖြစ်ပါတယ်။ Scarlet ရဲ့လူကြီးအများစုကဒီငွေတွင်းတွေမှာအလုံးလုံးတဲ့မိုင်းလုံသားတွေဖြစ်ဖို့များပါတယ်။သူတို့ဟာရွာရဲစီးပွားရေးကိုတော့လဲပတ်စေတဲ့အဓိကလူတွေပါ။နောက်ထပ်လူဦးရေကတော့အရက်ဆိုင်မှာလုံလုံတဲ့လုံသားတွေပဲဖြစ်ပါတယ်။ဟင်းနယ်တွေရဲ့ Friend Zone တွေကကောင်မာလေးဘီရန်ကာလို့အရက်ဆိုင်မှာစပွဲတို့လောက်ကင်တဲ့သူတွေပြီးရင်အရက်ဆိုင်ပန်းရှင်တွေလည်းရှိပါတယ်။နံပါတ်4အနေနဲ့ကတော့ဒုက္ခတွေတွေပဲဖြစ်ပါတယ်။ဒါက Scarlet ရဲ့အရေးကြီးတဲ့အချက်တစ်ချက်ပါ။ဂိမ်းစမှာ Scarlet ဟာတခြားနေရာတွေက နေပြီးတော့စစ်ဘေးဒဏ်ကြောင့်ထွက်ပြေးလာတဲ့ဒုက္ခသည်တွေကိုလက်ခံထားရပါတယ်။ဟင်နရီရဲ့အစအပိုင်းမှာရန်ဖြစ်ခဲ့တဲ့ကုနိုက်ဆိုတဲ့လူကလည်းဒီလိုထွက်ပြေးလာတဲ့ဒုက္ခသည်တယောက်ပါ။အဲ့ဒီအချက်ကြောင့်ပဲရွာထဲမှာဒေသခံတွေနဲ့အသက်ရောက်လာတဲ့ဒုက္ခသည်တွေကြားမှာတင်းမာမှုတွေအနှင်းငယ်ရှိနေတာကိုဂိမ်းစမာတွေကကိုလူတွေကတော့တွေ့နိုင်ပါတယ်။ကဲနောက်ဆုံးကတော့လူငယ်တွေပဲဖြစ်ပါတယ်။ဟင်နရီနဲ့သူ့ရဲ့တငယ်ချင်းတွေဖြစ်ကြတဲ့မတ်ထရူးနဲ့ဖရစ်တိုလိုလူငယ်တွေပါ။သူတို့ကတော့အလုံလဲမလုပ်ချင်းပြင်ရရက်ဆိုင်သွားပြင်ရရန်ဖြစ်ကြပြင်အပျော်ပါလိုက်စားနေတဲ့ရွာထဲကလူငယ်လေးတွေလိုစုနိုင်ပါတယ်။စကားလေ ရွာလေးကတော့အပေါ်ယံကြည့်ရင်ငင်းချမ်းသာယာပုံပေါက်ပင်မဲ့အတွင်းပိုင်းမှာတော့စူညံပြီးတော့မြေဆိုင်ဆန်တဲ့နေရာတစ်ခုပါငွေကြီးချမ်းသာတဲ့ရွာဖြစ်တာကြောင့်ကုံသွဲမှုတွေလူဝင်လူထွက်တွေနဲ့ရှုပ်ရှက်ခန့်နေပါတယ်လူတွေကကျွေးမီကိစ္စတွေအယံမှုယံဖြစ်တာတွေပြီးရင်ဒေသခံတွေနဲ့ကုံသည်တွေပြီးရင်ဒုက္ခသည်တွေကြားထဲမှာလည်းပြဿနာတွေနဲ့လက်တွေ့ဖဝဆန်ဆန်နေထိုင်ကြတာပါဒါကြောင့် Scarlet ပျက်စီးသွားတာဆိုရင် Henry အတွက်ရိုးသားတဲ့လယ်သမားဘဝလေးပျက်စီးသွားတာထက်ပိုပါတယ်သူ့ရဲ့အရာရာပြည့်စုံလူနီးပါးဖြစ်ခဲ့ပြီးတော့စီကားတဲ့ပြီးရင်ချမ်းသာတဲ့ဇာ တိမြေတစ်ခုလုံးကသူ့မျက်စိရှိမှာပြာကျသွားတာဖြစ်လို့သူ့ရဲ့ဆုံးရှုံးမှုကပိုပြီးတော့ကြီးမားသွားစေပါတယ်။စကားလက်ရွာလေးရဲ့ပျက်စီးမှုဟာရုပ်တရက်ကြောက်မက်ဖွယ်ကောင်းပြီးတော့အလွန်ရက်စက်ကြမ်းကြုတ်ခဲ့ပါတယ်။ဒါဟာဇလန်းတစ်ခုလုံးရဲ့အထူးကအဖြစ်ပြက်ပါပဲ။ဒီရွာလေးဘလို့ပျက်စီးသွားလဲဆိုတာကိုတော့ဆက်ပြီးတော့ပြောပြပေးပါမယ်။ဘာကြောင့်စကားလက်လေးကတိုက်ခိုက်ခံခဲ့ရတာလဲ။ဒီတိုက်ခိုက်မှုဟာမျက်စိနဲ့တွေ့ရရန်တမ်းပြီးတော့တိုက်ခိုက်တာမဟုတ်ပါဘူး။ဒါဟာနိုင်ငံရေးနဲ့စီးပွားရေးအရာပြစ်မှတ်ထားပြီးတော့တိုက်ခိုက်ခံရတဲ့တိုက်ခိုက်မှုတစ်ခုပါ။ဘိုဟီးမီးယားပြည်ဝက်ဆက်စလက်ကအုပ်ချုပ်မှုမှာအားနည်းနေ ေတဲ့အချိန်မှာသူ့ရဲ့ညီတော်ဖြစ်တဲ့ဟန်ဂေရီပြည်စစ်ကမန်ကဘိုဟီးမီးယားထိနှံကိုလိုချင်နေပါတယ်။ဒါကြောင့်စစ်ကမန်ဟာစစ်တပ်ကြီးနဲ့ကျူးကျော်လာပါတယ်။စကားလက်ရွာဟာတာမန်ရွာမဟုတ်ဘဲနဲ့တိုင်းပြည်အတွက်အရေးပါတဲ့ငွေတွင်စီးပွားမိုင်းတွေရှိတဲ့ကျွေဝါတဲ့ရွာတွေရွာပါ။စစ်ကမန်အတွက်ဒီငွေတွင်တွေကိုသိမ်းပိုက်တာဟာသူ့ရဲ့စစ်စရိတ်ကိုထောက်ပံ့နိုင်ပြီးတော့ရန်သူဘရင်ဝက်ဆက်စလက်ကိုလည်းငွေကြီးအရာချိနဲ့သွားစေနိုင်ပါတယ်။စကားလက်ကိုအုပ်ချုပ်တဲ့ဆာရာစစ်ဟာဆိုရင်ဘရင်ဝက်ဆက်စလက်ကိုတစ္ဆာအခန်းဆုံးသူရဲကောင်းတစ်ယောက်ပါ။ဒါကြောင့်စစ်ကမန်ကသူ့ရဲ့ရန်သူတစ္ဆာကံကိုအရင်ဆုံး ံး၈နှစ်ပြည့်ကျင်ခဲ့တာပဲဖြစ်ပါတယ်ဟင်နရီရဲ့အဖေကတော့သူ့ကိုတန်ဖိုးကြီးဓာတ်တလက်သွေးခိုင်းလာပါတယ်အဲ့ဒီဓာတ်ကတော့ရွာရဲ့အရှင်သခင်ဆာရာဇစ်ကိုဘီလာအတွက်ပါဟင်နရီကတော့အဲ့ဒီဓာတ်ကိုသွေးရင်းနဲ့ပဲသူ့ရဲ့ဘဝကိုတာယာစွာဖျက်ဆီးနေတာပါအဲ့ဒီလိုတာယာတဲ့ဘဝကနေမကြခင်မှာပဲကံကြမ္မာဇိုးတစ်ခုဝင်လာတော့မယ်ဆိုတာဘယ်သူမှမသိကြပါဘူးအဲ့ဒီနေ့မှာပဲအရာအလုံးပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့စီကမန်က human လို့ခေါ်တဲ့ကျေးစားစစ်သားအဖွဲ့ကြီးနဲ့အတူဘိုဟီမီးယားကိုကျူးကျော်လာပါတယ်အဲ့ဒီနေ့မနက်ခင်းမှာတော့ဟင်နရီတယောက် ့ဘေဘဲဆရာကြီးမာတင်ခိုင်းတဲ့အတိုင်းစာရာဆွေးအတွက်သွေးထားတဲ့ဓာတ်ကိုသူ့ရဲ့အိမ်ကိုပြန်ယူဖို့လုပ်နေချိန်မှာပဲကပေးကြီးဆက်ရောက်လာခဲ့ပါတယ်ပထမဆုံးအချက်ပေးတန်ကတော့စကားလစ်ရဲတိုက်ကြီးကိုကြီးမားတဲ့ကြောင်လွဲဆက်ကြီးနဲ့ပြစ်ခတ်လိုက်တဲ့အတန်မှာပဲအီယာမကြောက်တုံးကြီးကရဲတိုက်နေရန်ကိုထိမှန်ပြီးတော့ပောက်ကွဲသွားချိန်မှာပဲရွာသားတွေအားလုံးထိတ်လန့်ကြဖြစ်သွားကြပါတယ်စင်ကမဲရဲ့စစ်တပ်ကြီးကရွာကိုလေးဘက်လေးတန်ကနေဝိုင်းထားလိုက်ပါပြီအဲ့စစ်တပ်မှာအထူးကပါဝင်လာတာကတော့ခူးမန်းလို့ခေါ်တဲ့အရှိဥရောပါကကြီးစားစစ်သားတွေပါသူတို့ကအလွန်တိုက်ခိုက်ရေးဝါသနာ ပါပြီးတော့ရက်ဆက်ကြံ့ကြုံမှုတွေနံပါတ်ကြီးပါတယ်စကားလက်မှာတော့ဆာရာစစ်ရဲ့ရဲတိုက်ဆောက်တပ်သားအနှဲငယ်ပဲရှိပါတယ်ထောင်ထဲရှိတဲ့စစ်ကမန်ရဲ့စစ်တပ်ကြီးကိုဘလို့မှရှင်တိုက်နိုင်စွာမရှိခဲ့ပါဘူးကျူမန်စစ်သားတွေဟာရွာတွေကိုမြင်းတွေနဲ့ဒလဟောဝင်စီးလာပြီးတော့သူတို့ဟာရွာတွေကအိမ်တိုင်းတွေကိုမီးလိုက်ရှို့တာကြောင့်စကားလက်တရွာလုံးမီးဟုံးဟုံးတောက်လောင်ပါတော့တယ်သူတို့ဟာတွေ့သမျှရွာသားတိုင်းယောက်ျားမိန်းမကလေးမခွဲကြပဲနဲ့ရဲရဲဆက်ဆက်ကိုလိုက်လံတပ်ဖြတ်ခဲ့ပါတယ်ဒါဟာစစ်ပွဲတစ်ခုထက် ုလိုက်အပြုံလိုက်တက်ဖြတ်မှုတခုနဲ့ပိုတူနေပါတယ်။ဒါအပြင်ငွေတွင်းတွေကရလာတဲ့ငွေကြေးပစ္စည်းဥစ္စာအလုံးကိုလည်းလူရဲ့ယူငင်ကြပါသေးတယ်။ဟင်နရီကသူ့မိဘတွေကိုကဲတင်မှုစူးစမ်းခဲ့ပေမဲ့နောက်ကျသွားခဲ့ပါပြီ။သူ့ဖေမာတင်နဲ့သူ့အမေကရွာလဲကသူတို့အိမ်ရှိမှာပဲရန်သူစစ်ဗိုလ်ချုပ်ဆာမာဘတ်ဟွန်အော်လစ်နဲ့ထိတ်တိုက်တွေ့ခဲ့ပါတယ်။မာတင်ဟာသူ့မိသားစုကိုကာကွယ်ဖို့စူးစမ်းခဲ့ပေမဲ့မာဘတ်ကတော့သူတို့ကိုဓာတ်နဲ့ရဲရဲဆက်ဆက်ခုတ်တက်လိုက်ပါတယ်။ဟင်နရီအမေကိုလည်းတပ်ပစ်ခဲ့ပါသေးတယ်။ဟင်နရီကသူ့မျက်စိရှိမှာတဲ့သူ့မိဘနှစ်ပါးလုံးအသက် တ်ခံလိုက်ရတာကိုဘာမှမတတ်နိုင်ပဲနဲ့ချိန်နေခဲ့ရပါတယ်။မာတင်ကမသေးခင်မှာပဲဟင်နရီကိုထွက်ပြေးတာအသက်ရှင်အောင်နေဆိုပြီးတော့အော်ဟစ်ခဲ့ပါတယ်။ဟင်နရီကသူ့ဖေနောက်ဆုံးလက်ဆွဲတော်ဓာတ်ကိုဆွဲပြီးတော့ရဲတိုက်စီကိုပြေးခဲ့ပါတယ်။ဆာရာစင်ဟာရဲတိုက်ကိုခုခံကာကွယ်လို့မရတော့မှန်းသိတဲ့အခါမှာအသက်ရှင်ကျန်ရင်းနေတဲ့စစ်သားအနှဲငယ်နဲ့ဟင်နရီကိုခေါ်ပြီးတော့ရဲတိုက်ရဲ့လှုပ်ဝက်လမ်းကနေညင်းကိုစီနဲ့အပြင်းထန်ဆုံးထိုးပေါက်ပြီးတော့ထွက်ပြေးခဲ့ရပါတယ်။တမနတ်ခင်းအတွင်းမှာပဲငွေအောင်တောက်ပနေတဲ့ချမ်းသာကြွယ်ဝတဲ့စကားလေးရွာလေးကဆိုရင်စစ်ကမန်ရဲ့ကျူးကျော်မှု ကုမန်းတွေရဲ့ရက်ဆက်မှုတွေကြောင့်မီးလောင်ပြင်ပြပုံနဲ့အလောင်းကောင်တွေပဲပြန့်ကျဲနေပြီးတော့တင်ချိုင်းကုန်းဖြစ်တဲ့နေရာတစ်ခုအဖြစ်လုံးဝပျက်စီးသွားခဲ့ရပါတယ်ဒီအဖြစ်ဆိုးကြီးကပဲဟင်နရီကိုအယားယာဆုံးရှုံးသွားတဲ့တာမန်ပပဲဆရာသားရဲ့ဘဝကနေပြီးတော့ကလစားချေဖို့မီးတောက်လောင်နေတဲ့စစ်တီတော်တယောက်ဖြစ်လာအောင်တွန်းပို့လိုက်တာပါထန်းပရဲတိုက်မှာခိုလုံကွင်းရခဲ့ပေမဲ့ဟင်နရီစိတ်ထဲမှာတော့ကလစားချေလို့စိတ်ကလွယ်ပြီးဘာမှမရှိတော့ပါဘူးသူမိဘတွေကိုကောင်းကောင်းမွန်မွန်သူတကြိုပေးခြင်းနဲ့ပြီးတော့သူ့အဖေနောက်ဆုံးလက်ဆွဲတော်သားကိုလည်းသူပြန်လို့ခြင်းနဲ့ ်ဒါပေမဲ့ကဘာကြီးကသူ့ထင်သလောက်မလွယ်ကူခဲ့ပါဘူးဟင်နရီကဆာရာစင်းနဲ့အတူတမ်ပရဲတိုက်ကိုရောက်ပြီးတော့ဘေးကင်းတဲ့အခါမှာသူ့စိတ်ထဲမှာသူ့မိဘတွေအတွက်ပဲသူရှိနေပါတယ်သူ့ဖေမာတင်ကိုတေချာခူသွင်းတကြိုပေးဖို့ဆိုတဲ့စိတ်ဆန္ဒတစ်ခုတည်းကသူ့ကိုထွန်းမိုးထားပါတယ်တမ်ပရဲ့ရဲတိုက်မှုစာတီပိရှာဒီအခြေအနေတွေမတည်ငြိမ်သေးလို့ရဲတိုက်ကနေဘသူမှမထွက်ဖို့အမိန့်ပေးထားပေမဲ့ဟင်နရီကသူ့မိဘတွေရဲ့အလောင်းကိုစွန့်ပစ်ထားခဲ့လို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့လှုပ်ဝှက်ထွက်ပြေးခဲ့ပါတယ်ရဲ့အနှဲငယ်အကြာမှာတော့ဟင်နရီတယောက်ပျက်စီးနေတဲ့စကားလက်ရွာစီ ိုပြန်ရောက်လာပါတယ်။ရွာရဲ့အခြေအနေကတော့ပထမတော့ကပြောပြခဲ့သလိုပါပဲ။မီးလောင်ကျွမ်းပြာပုံဖြစ်နေပြီးတော့အလောင်းတွေပြန့်ကျဲနေတဲ့မြင်ကွင်းရဟင်နရီကိုပို့ပြီးတော့ဝမ်းနဲ့ကြေကွဲစေခဲ့ပါတယ်။ဟင်နရီကရွာထဲမှာလှက်ပတ်ရှာဖွေပြီးတဲ့နောက်မှာသူ့မိဘတွေရဲ့အလောင်းကိုသူတို့အိမ်ဟောင်းရဲ့ရှိမှာပဲတွေ့ရှိခဲ့ပါတယ်။သူကတစုံတစ်ယောက်ရဲ့အိမ်ထဲကနေခေါ်ပြားကိုယူပြီးတော့ရွာအလယ်မှာရှိတဲ့ထုံးပြူပင်ကြီးရဲ့အောက်မှာသူ့မိဘနှစ်ပါးအတွက်ဂူသွင်းပေးဖို့သူ့လက်နဲ့ကိုယ်တိုင်တူးဖော်ခဲ့ပါတယ်။မိဘနှစ်ပါးကိုဂူသွင်းစကြူပြီးတဲ့အချိန်မှာပဲရွာကိုလူရက်ဖို့ရောက်လာတဲ့ဓမြအဖွဲ့တွေနဲ့ ထိတ်တိုက်တွေးခဲ့ပါတယ်။အဲ့ဒီဖွဲ့ထဲမှာစကားလေးကိုတိုက်ခိုက်ခဲ့တဲ့ရက်ဆက်တဲ့ကူမန်ခေါင်းဆောင်တယောက်ဖြစ်တဲ့ရပ်ပါပါလာခဲ့ပါတယ်။ဟင်နရီကအားနည်းနေသေးတယ်၊လေ့ကျင့်မထားရသေးတဲ့ဗဘဲစရာသားလေးဖြစ်တဲ့အတွက်ကြောင့်သူတို့ကိုရှင်တိုက်ဖို့မတတ်နိုင်ခဲ့ပါဘူး။တိုက်ခိုက်မှုအတွင်းမှာရန်ကဟင်နရီကိုအနိုင်ယူပြီးတော့သူ့ဖေမာတင်စီကခိုးယူသွားတဲ့တစ္ဆာဓာတ်ကိုပြန်ယူဖို့ကြိုးစားခဲ့ပါတယ်။ဓမြတွေကဟင်နရီကိုထိုးကျိတ်ပြီးတော့လူရက်တယ်။ပြီးရင်သူ့ဖေရဲ့ဓာတ်ကိုပါအားမပြန်လဲယူသွားခဲ့တာပဲဖြစ်ပါတယ်။ဟင်နရီကဒံယာတွေနဲ့လဲကျသွားပြီးတဲ့နောက်မှာတေလူနီးပါးအခြေအနေကိုဖြစ်ခဲ့ ဲ့ပါတယ်ဟင်နရီဒန်ယာတွေနဲ့လဲကျနေချိန်မှာတော့ထမ်ပါရဲ့ရဲတိုက်ကနေပြီးတော့ဆာရိုဘဦးဆောင်တဲ့စစ်သားတွေနဲ့အတူဟင်နရီရဲ့တငယ်ချင်းမလေးထရီဇာဆိုတဲ့ရွာသူလေးပါပါလာခဲ့ပါတယ်ထရီဇာကလည်းစကားလင်းမှာအသက်ရှင်ကျန်ရစ်သူတဦးပါသူတို့ရောက်လာခဲ့ပြီးတော့ဓမြတွေကိုမောင်းထုတ်လိုက်တဲ့အခါမှာဒန်ယာပြင်းထန်နေတဲ့ဟင်နရီကိုလည်းကယ်တင်ခဲ့ပါသေးတယ်ဟင်နရီရက်တီမြို့မှာလူထလာတဲ့အချိန်မှာသူဟာတကယ်ကိုတုံ့ရပါသူမှာပတ်စံလည်းမရှိဘူးအိမ်လည်းမရှိတော့ဘူးလက်နက်လည်းမရှိတော့ဘူးအဆိုးဆုံးကတော့သူကဘာမှမတတ်တာပါသူဒါလည်းမတတ်တဲ့ က်ဘူးပြီးရင်လေးလည်းမပြစ်တတ်ပါဘူးတန်ကျက်ဝတ်စုံတော့မှကောင်းကောင်းမဝတ်တတ်ပါဘူးဒီကိန်းရဲ့အဓိကအချက်ကတော့ဒါပါပဲခင်းနှက်ကန် delivery မှာတင်ဟာရွေးချယ်ခံရသူမဟုတ်ပါဘူးတင်ဟာအရာအလုံးကိုအစကနေပြန်တင်ယူရမယ်တာမန်လူတစ်ယောက်ပါစတာမဖတ်တတ်တဲ့လူတစ်ယောက်ပေါ့ဒါပေမဲ့ Henry မှာတခြားလူတွေထက်တာတဲ့အရာတခုရှိပါတယ်အဲ့ဒါကတော့မလျှော်သောဇွဲနဲ့ကလစားချီလိုစိတ်ပါသူကသူ့အရှင်သခင်ဟောင်းစာရာစစ်စီမှာပြန်အမှုထမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဒီတက်ကဘဘဲဆရာသားအနေနဲ့မဟုတ်တော့ပါဘူးစစ်သားတစ်ယောက်အနေနဲ့ပါသူ့ရ ဲ့တင်ယူမှုခီးလန်းကတော့ စပါပြီ။သူဟာ Reddy ရဲ့စစ်ဗိုလ်ချုပ်ကပတိန် Barnes ကဓာတ်ခုပညာကိုအသေးလေးသင်ယူခဲ့ပါတယ်။အစပိုင်းမှာတော့သူဟာဒုတိယချောင်းတောင်ကောင်းကောင်းမကင်နိုင်ခဲ့ပါဘူး။သူဟာဓာတ်ပညာတွေမကဘူး။ရှင်သန်မှုအတွက်စာဖတ်ခြင်းကအရေးကြီးမှန်းသူသိလာပါတယ်။ဒါကြောင့်မျိုးရဲကနေပြီးတော့စာတက်ပေတက်တယောက်စီမှာခလေးတယောက်လိုအားကနေပြီးတော့အာအထီပြန်ပြီးတော့သင်ယူခဲ့ပါတယ်။ဒီကိန်းကတကယ်လက်တွေ့ဘဝလိုပါပဲ။ဟင်နရီကအစားစားရတယ်။ပြီးရင်အိတ်ဆက်ရတယ်။ဒဏ်ရာရရင်သွေးထွက်လွန်ပြီးတော့တင်နိုင်တာတွေရှိပါတယ်။တကိုးဘက်ရင်လူတွေကသူ့ကိုမ ုံးမယ်သူသူရဲကောင်းဆန်ဆန်ကူညီရင်လူတွေကသူ့ကိုချစ်ခင်မယ်သူ့ရဲ့နာမည်ကောင်းဟာသူ့ရဲ့အကြီးဆုံးလက်နက်ဖြစ်လာပါတယ်ဟင်နရီကတာမန်ကင်းလက်စစ်သားဘွားကနေအမှုတွေကိုစုံစမ်းရတဲ့စုံနောက်တစ်ယောက်လိုဖြစ်လာပါတယ်သူဟာမာနာကြီးတဲ့သူကောင်းမျိုးဆာဟတ်စကပွန်နဲ့မိတ်ဆွေတွေဖြစ်လာပါတယ်သူဟာတဖြည်းဖြည်းနဲ့ဘဘဲဆရာသားဟင်နရီမဟုတ်တော့ပဲဆာရာစီရဲ့ယုံကြည်ရတဲ့လက်ယုံတစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်ဟင်နရီတဖြည်းဖြည်းနဲ့အစွမ်းထက်လာတာနဲ့များသူ့ရဲ့အဓိကရန်သူတွေရဲ့တဲလွန်စာကိုပြန်တွေ့လာပါတယ်သူ့ရွာကိုဖျက်ဆီးခဲ့တဲ့ဓမြအဖွဲ့ဟာ previous ာပစ်ဆိုတဲ့တောထဲကစကန်းတစ်ခုမှာခိုဟောင်းနေမှန်းသူသိခဲ့ရပါတယ်။ဒါဟာဟင်နရီဘွားရဲ့ပထမဆုံးစစ်ပွဲအတွေ့အကြုံပါပဲ။အရင်ကကြောက်ရွံ့တုန်ဆိုင်နေတဲ့ကောင်လေးမဟုတ်တော့ပါဘူး။အခုသူကတန်ချက်ကအပြင်းနဲ့ရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်နေတဲ့စစ်တီတော်တယောက်ဖြစ်နေပါပြီ။အဲ့ဒီစကန်းမှာဟင်နရီကသူ့ဖီရဲ့ဓာတ်ကိုလူယူသွားတဲ့ရန်နဲ့ပြန်တွေ့ခဲ့ပါတယ်။ဒီတခါတော့အရင်ကလိုမဟုတ်တော့ပါဘူး။ဟင်နရီကသူ့ရဲ့တင်ယူမှုသူ့ရဲ့ဒေါသသူ့ရဲ့စူးစမ်းမှုတွေအားလုံးကိုပေါင်းစုပြီးတော့ရန်ကိုအနိုင်ယူခဲ့ပါတယ်။ဒါဟာသူ့ရဲ့ပထမဆုံးကလက်စားချေခြင်း ချင်းရဲ့အောင်ပွဲပါပဲဒါပေမဲ့ဇလန်းကဒီမာတွေမပြီးသေးပါဘူးဘရန်ဟာခေါင်းဆောင်အစ်စ်မဟုတ်သေးဘူးသူ့နောက်ွယ်မှာသူ့မိဘတွေကိုကိုယ်တိုင်တက်ခဲ့တဲ့မာကာဗတ်နဲ့အော်လစ်အားလုံးရဲ့နောက်ွယ်ကကျိုးကင်သူဟာစစ်ကမန်ပြည်ကြီးရှိနေပါသေးတယ်ဟင်နရီရဲ့ခရီးလမ်းဟာပို့ပြီးတော့ကြီးကျယ်ခမ်းလာတဲ့စစ်ပွဲတွေတဲကိုရောက်ရှိသွားပါတယ်သူဟာဓမြစခန်းတွေကိုဝင်စီးရတယ်ရန်သူလက်ထဲကျသွားတယ်ထမ်းပရဲတိုက်ကြီးကိုပြန်လဲသိမ်းပိုက်ဖို့ကြီးမားတဲ့စစ်ပွဲကြီးတွေမှာရှေ့တန်းကနေပအဝင်တိုက်ခိုက်ခဲ့ရပါတယ်ဟင်နရီကသူ့ရဲ့ရန်သူတွေကိုလိုက်လံတိုက်ခိုက်ရင်းနဲ့ပဲ ဲ့သူလုံးဝမထင်ထားခဲ့တဲ့အမှန်တရားကြီးတစ်ခုကိုသိရှိခဲ့ရပါတော့တယ်။ဒါကတော့သူအမှုထမ်းနေပြီးတော့သူလေးစားရတဲ့အရှင်သခင်ဆာရာစစ်ကိုပီလာဟာတခြားသူမဟုတ်ပါဘူး။သူ့ရဲ့ဖခင်အရင်ဖြစ်နေခဲ့ပါတယ်။ဟုတ်ပါတယ်။ဟင်နရီယာဘဘဲဆရာမာတင်ရဲ့သားရင်မဟုတ်ပါဘူး။သူကသူကောင်းမျိုးသွေးပါဝင်လာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။သူ့အမေကဆာရာစစ်နဲ့ရခဲ့တဲ့သားဖြစ်ပြီးတော့ဘဘဲဆရာမာတင်ကသူ့ကိုမွေးစားပြီးတော့ဖခင်အရင်တစ်ယောက်လိုပြုစုပျိုးထောင်ပေးခဲ့တာပါ။ဒီအမှန်တရားကဟင်နရီဘဝကိုတစ်ခါထက်ပြီးတော့ပြောင်းပြန်လှန်လိုက်သလိုပါပဲ။သူကတာ ာမန်ယွာသားတယောက်မဟုတ်တော့ဘူး။သူကအရှင်သခင်တယောက်ရဲ့သားဖြစ်နေခဲ့ပါပြီ။ဟင်နရီကဆာရာစစ်ကသူ့ရဲ့ဖခင်အရင်ဖြစ်ကြောင်းကိုရန်သူတအူးရဲ့နှုတ်ဖျားကနေတဆင့်အရင်ဆုံးသိရှိခဲ့ရတာဖြစ်ပါတယ်။ဇလန်းအစမှာတော့အရေးမော့တွေရှိခဲ့ပါတယ်။ဒါပေမဲ့ဟင်နရီရောကစားသူကိုတတိထားမိမှာမဟုတ်ပါဘူး။ ကားလစ်ပြည့်စည်ပြီးနောက်ပိုင်းဆာရာစီယာဟင်နရီပေါ်တခြားသားမတက်သားတွေထပ်ပို့ပြီးတော့ဂယူးဆိုင်ဆောက်ရှောက်ခဲ့ပါတယ်။ထန်ပါမှာထွက်ခွာခြင်းမပြုရန်ကန့်ကွက်တာတွေပြီးရင်သူ့ကိုစစ်မှုထမ်းဖို့အခွင့်ရေးပေးတာတွေနဲ့အကောင်းဆုံးလက်နက်ကင်ပညာသင်ပေးဖို့စာဗန်းနက်စီပို့ဆောင်ပေးခဲ့တာတွေကတချို့ရိတ်မွက်တွေဖြစ်ပါတယ်။ဟင်နရီရဲ့ဘဘဲဆရာအဖေမာတင်နဲ့ဆာရာစစ်တို့ဟာအလွန်ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ပုံရပါတယ်။ငွေရင်းကနေထွက်တဲ့အရေးကြီးပစ္စည်းတွေကိုလှုပ်ဝက်တယ်ယူဖို့မာတင်ကိုအနန္တာတွေဟာသူတို့နှစ်ဦးကြားမှာနှက်ရှိုင်းတဲ့ယုံကြည်မှုရှိကြောင်းပြသနေပါ ပါတယ်ဒီမှန်တရားကိုပေါ်ပေါက်စေရတဲ့အဓိကအဖြစ်အပျက်ကတော့ရန်သူဘက်ကနေတိရှိလိုက်တာပဲဖြစ်ပါတယ်ဇလန်တလျှောက်မှာဟင်နရီလိုက်လံတိုက်ခိုက်နေရတဲ့ဓမြကောင်းဆောင်စာအိဗန်တော့ဟာဆာရာဆစ်ရဲ့လှုပ်ဝက်ချက်ကိုတိရှိခဲ့သူဖြစ်ပါတယ်စာအိဗန်တော့နဲ့ဟင်နရီတို့ထိတ်တန့်ရင်ဆိုင်ခဲ့တဲ့အခန်းမှာအိဗန်တော့ဟာဟင်နရီကိုစိတ်ပိုင်းဆိုင်ရာထိခိုက်စေဖို့နဲ့ရာဆစ်နဲ့ဟင်နရီတို့ရဲ့သွေးစည်းမှုကိုဖြိုခွဲဖို့ရည်ရွယ်ပြီးတော့ဒီလှုပ်ဝက်ချက်ကို ထုတ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။အီဗန်တော့ဟာဟင်နရီကိုအပြောင်ပြက်ပြောဆိုခဲ့တဲ့စကားတွေထဲမှာဆာရာစီရဲ့သားတော်ဖြစ်ကြောင်းဖွင့်ရပြောဆိုခဲ့ပါတယ်။ဥပမာပြောရမယ်ဆိုရင်မင်းကရိုးရိုးပပဲစရာသားမဟုတ်ဘူး။မင်းကဆာရာစီရဲ့သားလေကွာဆိုပြီးပြောခဲ့တာပါ။ရန်သူနှုတ်ဖျားကအမှန်တရားကိုကြားလိုက်ရတဲ့ဟင်နရီအတွက်ဒါဟာပြင်းထန်တဲ့စိတ်လှုပ်ရှားမှုနဲ့ ရှုပ်ထွင်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟင်နရီနဲ့ဆာရာစစ်တို့နှစ်ဦးရဲ့တွေ့ဆုံပြီးတော့စကားပြောခဲ့ကြပါတယ်။ဆာရာစစ်ကဟင်နရီကိုအမှန်တရားအလုံးရှင်းပြပြီးတော့ဝန်ခံခဲ့ပါတယ်။သူကဟင်နရီရဲ့ဖခင်ဖြစ်ကြောင်းပြောပြခဲ့တာပါ။ဆာရာစစ်ဟာမြင့်မြတ်တဲ့သူကောင်းမျိုးနွယ်တူဖြစ်ပြီးတော့ဟင်နရီရဲ့မိခင်ကတာမန်အရက်သူဖြစ်ပါတယ်။အဲ့ဒီခေတ်ကာလမှာသူတို့နှစ်ဦးလက်ထပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ဒါ့အပြင်သူကောင်းမျိုးနွယ်ကနေပြီးတော့တာမန်အရက်သူနဲ့ဖောက်ပြန်ပြီးတာသမီရရှိတာဟာရာစစ်အတွက်ပြဿနာဖြစ်နိုင်တဲ့အတွက်လှုပ်ဝှက်ထားခဲ့ရတာပါ။ဆာရာစစ်ဟာသူ့ရဲ့ယုံကြည် ရတဲ့မိတ်ဆွေကမာတင်ကိုအကူအညီတောင်းပြီးတော့ဟင်နရီကိုသူ့ရဲ့ကိုယ်ပိုင်သားသမီးကဲ့သို့ပြုစုဆောက်ရှောက်ပေးဖို့တောင်းဆိုခဲ့တာပါမာတင်ဟာလည်းတစ္ဆာရှိတဲ့မိတ်ဆွေတယောက်ပြီးပြီးလှုပ်ဝက်ချက်ကိုထိမ့်သိမ့်ပြီးတော့ဟင်နရီကိုသူ့သားရင်းလေးလိုချစ်ခင်ပြီးတော့ပြုစုပြိုးထောင်ပေးခဲ့ပါတယ်ဒီလိုနဲ့ဟင်နရီကသူ့ရဲ့ဖခင်ရင်းဟာသူ့အမှုထမ်းနေတဲ့အရှင်သခင်ဆာရာစစ်ဖြစ်ကြောင်းနဲ့သူ့ကိုပြုစုပြိုးထောင်ခဲ့တဲ့မာတင်ဟာသူ့ရဲ့မွေးစားအဖေဆိုတဲ့ဖြစ်ရမှန်ကိုသူသိရှိခဲ့ပါတယ်ဒီမှန်တရားဟာဟင်နရီရဲ့ဘဝနဲ့အနာဂတ်ကိုလုံးဝပြောင်းလဲပစ်ခဲ့တဲ့ဇလန်းရဲ့အကြီးမားဆုံး ဆုံးဇက်ကွက်အလှည့်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်။နှင်းနယ်တွေဟာရာဇစ်ကိုစစ်တီတော်ဖြစ်အမှုထမ်းနေစေဖြစ်ပေမဲ့သူတို့နှစ်ဦးကြားကဆက်ဆံရေးတာတခင်နဲ့အမှုလမ်းတသက်မဟုတ်တော့ဘဲနဲ့ဖခင်နဲ့သားအဖြစ်အတိမတ်ပြုတဲ့ပုံစံဖြစ်လာပါတယ်။ဖခင်အရင်ဟာသူကောင်းမျိုးနွယ်တွေကဖြစ်တာကြောင့်နှင်းနယ်တွေရဲ့လူမှုအဆင့်တန်းက ရိုးရိုးပပဲဆရာသားဘောကနေပြီးတော့သူကောင်းမျိုးနွယ်ရဲ့တရားမဝင်သားအဆင့်ကိုတန်လန်းသွားခဲ့ပါတယ်။ဒါဟာသူကောင်းမျိုးနွယ်ရင်းနဲ့တခြားသူတွေကသူ့ကိုပုံမိုလေးစားစွာဆက်ဆံမှုအကြောင်းရင်းဖြစ်လာစေခဲ့ပါတယ်။အဖေရင်းမဲတိလိုက်ရပြီးတဲ့နောက်မှာတော့ပုပ်ကိုရေးဆက်ဆံရေးအတွက်ချိန်အများကြီးမပေးနိုင်ဘဲနဲ့စစ်ပွဲကြီးတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ဟင်နရီဟာသူကောင်းမျိုးနွယ်စစ်တပ်နဲ့အတူဘားနစ်ကိုတိုက်ခိုက်ခြင်းတခြားသောစစ်စင်ရေးတွေမှာဥဆောင်ပါဝင်ခြင်းစတဲ့တာဝန်တွေကိုဆက်လက်ထမ်းဆောင်ခဲ့ပါတယ်။ဘားနစ်ကတစ္ဆာပေါက်စာရဗန်တော့နဲ့သူ့ရဲ့ခုမှန်ဓမြတ် က်သားတွေအခြေချထားတယ်။ခိုင်မာအားကောင်းတဲ့လှုပ်ဝက်စခန်းတစ်ခုဖြစ်ပါတယ်။ဟင်နရီရဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့အဲ့ဒီစခန်းတွေထဲကိုဝင်ရောက်ပြီးတော့ ရန်သူရဲ့အင်အားစီမံကိန်းတွေကိုစုံစမ်းထောက်လှမ်းမှုပါပဲ။သူကအသွင်ယူတာဒါမှမဟုတ်ရင်တိတ်တိတ်ဆိတ်လှုပ်ရှားခြင်းစတဲ့နီလန်းတွေကိုအသုံးပြုပြီးတော့အသက်ကိုဗဒနာမထားဘဲနဲ့အန်ဒီရဲ့ညီချမဝင်ရောက်ခဲ့ရပါတယ်။စခန်းထဲမှာဟင်းနေတွေရာဆိုရင်တော့ကိုရင်ဆိုင်တွေ့ဆုံပြီးတော့အဖမ်းခံခဲ့ရပါတယ်။ဒီချိန်မှာတော့ဟာသူ့ရဲ့ခိုးယူခံထားရတဲ့ဓာတ်ကိုကင်ပြီးတော့ဟင်းနေတွေကိုနှိပ်စက်ခဲ့ပါတယ်။ဒီနှိပ်စက်မှုကနေတစဉ်ဟင်းနေတွေရာစာရာစစ်ဟာသူ့ရဲ့ဖခင်အရင်ဖြစ်ကြောင်းစိတ်ပိုင်းဆိုင်ရာတုံ့လောက်ဖွယ်ရာအမှန်တရားကိုသိရှိခဲ့ရတာပါ။နှိပ်စက်ခံရပြီးတဲ့နောက်မှာဟင်းနေတွေရာစ ခန်းကနေပြီးတော့အသက်မသေးဘဲနဲ့ပြန်လည်လွတ်မြောက်ဖို့လိုအပ်ခဲ့ပါတယ်။ဒီအဆင့်ဟာဟင်နရီရဲ့ရှင်သန်နိုင်စွမ်းနဲ့ဇွဲတက်တီကိုအပြည့်အဝဆက်သက်ခဲ့ပါတယ်။ဖခင်အရင်မှန်တိလိုက်ရပြီးတဲ့နောက်မှာဟင်နရီကသူ့ရဲ့ပုပ်ကိုရင်နာကြီးမှုကိုခဏတာဘေးဖယ်လိုက်ပြီးတော့ဘာနစ်မှာရှိရဲ့တော့ရဲ့အန်ဒီယေကြီးမားတဲ့ကြံ့စည်မှုအကြောင်းကိုစာရစီအပါဝင်သူကောင်းမျိုးနဲ့သခင်တွေကိုအချိန်မီသတိပေးနိုင်ခဲ့ပါတယ်။ဟင်နရီရဲ့သတိပေးချက်ကြောင့်သူကောင်းမျိုးနဲ့တပ်ပေါင်းစုကြီးဟာဘာနစ်ကိုစီးနှစ်တိုက်ခိုက်ခဲ့ပါတယ်။ဟင်နရီကဒီစစ်စင်ရင်မှာ ရှီတန်းကနေပြီးတော့စစ်တီတော်ဖြစ်ပါဝင်ခဲ့ရပြီးတော့ခူမဲစစ်တီတွေနဲ့ဓမြတွေကိုရေဆိုင်တိုက်ခိုက်ခဲ့ရပါတယ်ဒီတိုက်ပွဲဟာဟင်နရီရဲ့လက်စားချေလို့စိတ်သူမိသားစုအတွက်တိုက်ပွဲဝင်လို့စိတ်နဲ့ဖခင်အရင်ကိုကူညီလို့စိတ်တို့ပေါင်းဆက်နေတဲ့စိတ်ခံစားမှုကြီးနဲ့ရေဆိုင်ခဲ့ရတာဖြစ်ပါတယ်တော့ကိုရေဆိုင်ခြင်းစစ်စင်ရေးပြီးမှာတော့ဟင်နရီယာတစ္ဆာပေါင်းစာရေးပန်တော့ကိုနောက်ဆုံးအနေနဲ့ရေဆိုင်တိုက်ခိုက်ခဲ့ပြီးတော့သူ့ရဲ့ခိုးယူခံရတဲ့ဓာတ်ကိုပြန်လည်ရရှိခဲ့ပါတယ်ဒီဓာတ်ကဟင်နရီကိုသူ့ရဲ့မွေးစားဖခင်ဖြစ်သူမာတင်ကထုလုပ်ပေးခဲ့တာဖြစ်ပြီးတော့ ူ့ရဲ့လက်စားချေမှုခရီးစဉ်တစ်ခုလုံးရဲ့ရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ဒီစစ်ပွဲကြီးတွေမှာဟင်နရီယာရိုးရိုးပပဲဆရာသားဘဝကနေကျွမ်းကျင်တဲ့စစ်တီတော့စုံတောင်းတဲ့သူကောင်းမျိုးနွယ်တွေရဲ့သားတယောက်ဖြစ်သူ့ကိုယ်သူတက်တည်ပြခဲ့ပြီးတော့ပုဂ္ဂိုလ်ရေးလက်စားချေမှုနဲ့ နိုင်ငံတော်ကိုကဲ့တင်ပေကြီးမားတဲ့ရည်ရွယ်ချက်နှစ်ခုလုံးကိုအောင်မြောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ခင်မနက်ကန်ဒလီဘားရဲ့ပထမပိုင်းရဲ့ဇက်သိမ်းပိုင်းမှာတော့ဟင်နယ်တွေဟာဆာရာစင်းနဲ့အတူတကွာဘရင်ဝက်ဆက်စလက်ကိုကယ်ဆယ်ဖို့အတွက်ခရီးဆက်ဖို့ဆုံးဖြတ်ပြီးတော့သူ့ရဲ့ဖခင်နဲ့ဒါဆက်ဆံရေးဟာရှေ့ဆက်မဲ့ဇလန်းအတွက်လမ်းစပေးခဲ့ပါတယ်။ဒီကိန်းဟာကျွန်တော်တို့ကိုအောင်မွဲခံပြီးတော့ပျော်ရွှင်စရာဇက်သိမ်း happy ending ပေးတာမျိုးမပေးခဲ့ပါဘူး။ဒါပေမဲ့ဒါဟာပို့ပြီးတော့လက်တွေ့ကြပါတယ်။ခင်နမ်ကန်ဒလီဘားရဲ့ဇလန်းဟာကလစားချီလိုစိမ့်နဲ့ပြီးသွားတဲ့ဇလန်းမဟုတ်ပါဘူး။ဒါဟာ ဘာမှမတက်တဲ့ပြီးရင်ဘာမှမဟုတ်တဲ့ကောင်းလေးတယောက်ရဲ့ဘဝကနေစစ်ပွဲတွေရဲ့အတွေ့အကြုံဆုံးရှုံးမှုတွေရဲ့နာကျင်မှုတင်ယူမှုတွေရဲ့တိုးတက်မှုတွေနဲ့အတူရင်းချက်တည်ငြိမ်တဲ့ယောက်ျားတယောက်စစ်တီတော်တယောက်အဖြစ်ကိုပြောင်းလဲသွားစေတဲ့ဇလန်းတစ်ခုပါသူ့နာမည်က Henry သူဟာဒုက္ခဆင်းရဲတွေကနေရုန်းထွက်လွတ်မြောက်ခဲ့သူတယောက်ပါပြီးတော့သူ့ရဲ့ဇလန်းကဆက်လက်ဖြစ်ပေါ်နေဦးမှာပါခင်နကန် delivery တူးမှာတော့ ထမကင်းရဲ့အဖြစ်ပြက်တွေပြီးဆုံးသွားတဲ့နေရာကနေချက်ချင်းဆက်လက်စတင်ခဲ့ပါတယ်။ဟင်နရီကသူ့ကောင်းမျိုးနွယ်ရဲ့တိုက်ပွဲတွေမှာဆက်လက်ပါဝင်ခဲ့ရပြီးတော့သူ့ရဲ့ပုံကိုယ်ရေးလက်စားချေမှုနဲ့ဘိုဟီးမီးယားဘုရင်နိုင်ငံရဲ့နိုင်ငံရေးတိုက်ပွဲတွေမှာအထူးကအခမ်းကဏ္ဍနဲ့ပါဝင်ခဲ့ပါတယ်။ခင်နန်းကန်ဒလီဘာရင်တူမှာဟင်နရီရဲ့အထူးကလှုပ်ရှားမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ပထမကင်းရဲ့အဆုံးသတ်မှာဟင်နရီနဲ့လော့ဟန်စ် ခဘွန်တို့ကဖခင်ရင်ဖြစ်သူဆာရာဇီရဲ့တာဝန်ပေးချက်အရတိုစကီကတ်စတယ်ကိုသတင်းစကားတစ်ခုပေးဖို့ခရီးစတင်ခဲ့ရပါတယ်ဒီခရီးစဉ်ကရိုးရှင်းတဲ့တတ်တမန်ရေးရာမင်းရှင်တစ်ခုကနေကြီးမားတဲ့စွန်စားခန်းအဖြစ်ပြောင်းလဲသွားပြီးတော့ဟင်နရီယာပြည်သူလူထုရဲ့ဘဝအခက်အခဲတွေစီးရေးရှုပ်ထွေးမှုတွေကိုထပ်မံကြုံတွေ့ခဲ့ရပါတယ်ဟင်နရီနဲ့ခဘွန်တို့ဟာတိုစကီကတ်စတယ်မှာတည်တံပေးခံရမယ့်အခြေအနေတွေရောက်ခဲ့ရပါတယ်ဟင်နရီယာပထမကိန်းမှာစကားလေးလိုရွာငယ်လေးကနေရက်သေးလိုမြို့ငယ်လေးမှာလာနေထိုင်ခဲ့ရပြီးတဲ့နောက်မှာခင်နကန်ဒလီဘာရီ ူမှာတော့ခတ္တံဘလိုပို့ပြီးတော့ကြီးမားခမ်းနားတဲ့မြို့တော်ကြီးကိုရောက်ရှိခဲ့ပြီးတော့အတွေ့အကြုံသစ်တွေပါရခဲ့ပါသေးတယ်။စစ်ကမန်ရဲ့စစ်တပ်တွေပြီးရင်တစ္ဆာဖောက်တွေရဲ့လုပ်ရက်တွေကြောင့်ဟင်နရီယာခတ္တံဘရဲ့ဂျူးလူမျိုးတွေအပေါ်မှာအကြမ်းဖက်မှုတွေတွေ့မြင်ခဲ့ရပြီးတော့အပြစ်မဲ့တဲ့သူတွေကိုကယ်တင်ဖို့အတွက်စ조사အထောက်ခဲ့ရပါတယ်။ဟင်နရီရဲ့လက်စားချေမှုလမ်းကြောင်းဟာခင်နန်ကန်ဒလီဘာရီတူမှာအဆုံးသတ်သွားခဲ့ပါတယ်။ဟင်နရီကသူ့ရဲ့အဖေမွေးစားဖခင်နဲ့မိခင်ကိုတတ်ခဲ့တဲ့စစ်ကမန်ရဲ့လက်ပါစင်စာရိုင်ပန်တော့ကိုနောက်ဆုံးအနေနဲ့ရင်ဆိုင်ခဲ့ပြီးတော့သူ့ကိုအပီး တိုင်တပ်ဖြတ်နိုင်ခဲ့ပါတယ်။တော့ကိုအနိုင်ယူပြီးနောက်ဟင်နရီရဲ့မွေးစားဖခင်မာတင်ထုလုပ်ခဲ့တဲ့ဓာတ်ကိုနောက်ဆုံးမှပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒီဓာတ်ကဟင်နရီရဲ့လက်စားချေမှုနဲ့ပုပ်ကိုရဲ့ခီးစဉ်တစ်ခုလုံးအတွက်အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။ဟင်နရီဟာရာဇင်းနဲ့တခြားသခင်တွေကိုစကမန်ရဲ့ဖန်ဆီးမှုကနေကဲတင်မှုအဓိကအခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဟင်နရီဟာအာဆက်တိုးကတ်စတယ်ကိုတင်ပိုက်ဖို့လာရောက်တဲ့ရန်သူတပ်တွေကိုခူးကန်တွန်းလှန်တဲ့စစ်ပွဲတွေမှာအရေးပါတဲ့စစ်တီတော်အဖြစ်တိုက်ခတ်ခဲ့ရပါတယ်။ခင်နာကန် delivery 2ရဲ့ သိမ်းပိုင်းမှာဟင်းနေရီယာသူ့ရဲ့ကွင်လွန်သွားပြီဖြစ်တဲ့မွေးစားမိဘနှစ်ပါးရဲ့မြင်ကွင်းကိုမြင်ရောက်ရင်သူလုတ်ခဲ့တဲ့လုတ်ရက်တွေအတွက်ဆုံးဖြတ်ချက်ချခဲ့ရပါတယ်။ကစားသမားရဲ့ဆုံးဖြတ်ချက်များအပေါ်မူတည်ပြီးဟင်းနေရီယာစွန်စားသူအဗန်ချာပြီးရင်စစ်တီရောဝါရီယာဖြစ်ဘဝကိုဆက်ရှောက်မလား။ဒါမှမဟုတ်ရင်ရက်တီခါရန်ပမှာယူသားစွာအခြေချနေထိုင်မလားဆိုတဲ့လမ်းကိုရွေးချယ်နိုင်ပါတယ်။ရေဘူးအားအပြင်ခင်နန်ကန်ဒလီဘာတွေတူဟာဟင်းနေရီယာပုတ်ကိုရေးဇလန်းကိုပြည့်ပြည့်စုံအောင်အဆုံးသတ်ပေးခဲ့ပါတယ်။သူဟာဘဘဲဆရာသားရဲ့ဘဝကနေနိုင် ငံရဲ့ကံကြမ္မာကိုလွှမ်းမိုးနိုင်သူအဖြစ်ရင့်ကျက်လာခဲ့ပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့ကိုပိုင်ဘဝလမ်းကိုရွေးချယ်ခဲ့ပါတယ်။ဒါကတော့ပုံမှန်သမယိုးကျနတ်ဖရားတွေရဲ့အားပြိုင်မှုမှော့ပညာတွေနဲ့ရှင်ပြိုင်မှုတွေမဟုတ်ပါဘူး။လွတ်လပ်ပေါ်ပါတဲ့တာမန်ဘဘဲသမားတယောက်ရဲ့သားဘဝကနေအရာအလုံးပြည့်စည်သွားပြီးတော့အစကနေပြန်လဲစူးစမ်းတိဆောက်ရတဲ့ဇက်ကောင်တယောက်ရဲ့အကြောင်းမှာကံကြမ္မာကသင်းစီရရဆက်ဆက်ရောက်လာတဲ့အခါမှာသင်ရော ဘာလုပ်မှာလဲဟင်နရီကတော့မလျှော်တော့စွဲနဲ့သူ့လိုချင်တဲ့ကံကြမ္မာကိုဖန်တီးပုံဖော်ခဲ့ပါတယ်ဒါကတော့တကယ်ကိုရင်ခုန်စရာကောင်းပြီးတော့စိတ်လှုပ်ရှားစရာကောင်းတဲ့ဂိမ်းတစ်ခုဆိုတာသိကြပါတယ်ကဲဒီနေ့မှာတော့ Kingdom Come Delivery နဲ့ကဟင်နရီအကြောင်းကိုပြောပြပေးသွားတာဆိုတော့နောက်ရက်တွေမှာရောဘလို့စိတ်လှုပ်ရှားစရာကောင်းတဲ့ character တွေအကြောင်းကိုပြောပြပေးသွားမှာမဟုတ်လဲဆိုတာပြည့်တက်ကြီးလို့စောင့်ကြည့်ပေးကြပါဦးနော်